ရာချစ်ခင်ယောဂီသူတို့ရှင်များအားလုံးမင်္ဂလာပါဒီနေ့2024ခုနှစ်ရှစ်လပိုင်းစနေရက်1386ခုနှစ်ဘဝကောင်းလာစဉ်ရှိရဥပုံနေ့အခါတော်မြတ်ပေါ်လေဦးဇင်းတို့မြန်ဗုဒ္ဓရဲ့ထူခြားသောလက္ခဏာတော်များဆိုပြီးတော့ဒီလာယူပြီးတိုင်းမှာဟောပြောနေတယ်ပေါ့လေအခုဆိုရင်အပိုင်းနေနဲ့ပြောမစမ်းသုံးပေါ့ လက္ခဏာနဲ့ကြည့်မယ်ဆိုတော့နံပါတ်1လက္ခဏာနံပါတ်2ကတော့ဘုရားရဲ့ခြေပွားတော်ဟာညဉ့်ညံပြန်ပြောနေတာပေါ့ဒီနေ့ပုံမှာကတော့ပါတာတလဆက်ကလက္ခဏာတော်တဲ့မြန်မာလိုပြောမယ်ဆိုရင်တော့မြတ်စွာဘုရားရဲ့ခြေပွားမှာအကန့်ထောင်တဲ့ညဉ့်ညံတန်ရှင်ပြတ်သားခြားနာတဲ့ဆေဝွန်တွေပေါ်ပေါက်နေတဲ့လက္ခဏာပေါ့ တာမန်ပုဂ္ဂိုလ်တွေရဲ့ခြေထောက်မှာကြည့်ကြည့်လိုက်ပေါ့ရှုပ်ရှုပ်ခန့်ပြီးတော့အကြောင်း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 တွေပေါ့နေတာဒါပေမဲ့တရားလောင်းရဲ့ခြေဘွားသမုတ်စကြဝဠာမင်းရဲ့ခြေဘွားမှာကြာတော့အကြောင်းအကြောင်းတွေဆိုတာအကန့်အကန့်တွေပေါ့နေတာအဲ့ဒီအကန့်အကန့်ထက်မှလည်းပဲတဲ့ချင်းရှားပြတ်တာဌာနတဲ့စံဝန်လေးတွေပေါ့နေတာတဲ့ဒါတွေဟာအရန်ကာယောပေါ်လာတာမဟုတ်ပါဘူး ဘုရားကိုယ်တိုင်ကတရားကိုဟောတဲ့အခါမှာအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကိုဟောပြီးတာသူများမှာပဲအကြောင်းကြောင့်အကျိုးဖြစ်တာမဟုတ်ပါဘူးကိုယ်ကိုယ်တိုင်ပါရမီကိုဖြည့်ခဲ့တာဖြစ်တဲ့တွေ့ဘုရားမှာလည်းပဲအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေရှိတာပေါ့ဘယ်လိုအကြောင်းတရားတွေကြောင့်ဘုရားရဲ့ခြေပွားတော်မှာအကန့်ဆောင်ရှိပြီးတော့ ထင်ရှားပြတ်သားခြားနာတဲ့စေဝန်တွေပေါ်နေတာလည်းပေါ့ဒါကတော့တဲ့ဘုရားလောင်းဘုရားဖြတ်သန်းစဉ်ကာလမှာတဲ့ဘယ်ဝဝယ်ရရပေါ့လေသူနဲ့ပတ်သက်တဲ့ပုံကိုယ်တွေဘယ်ပုံကိုယ်မဆိုချမ်းသာဖို့ဆောင်ခဲ့တယ်တုံလုံး၆ချမ်းမှုကိုလည်းပယ်ဖြောက်ပေးခဲ့တယ်တရားနဲ့အညီလဲကာကွယ်ဆောင်ရှောက်မှုကိုစီရင်ပေးခဲ့တယ်တဲ့ ဒါအန်ဒရယ်နဲ့ပတ်သက်ပြီးတော့ကောက်ွယ်ပေးတဲ့အချက်၃ချက်ပေါ့လူများသမို့သူတို့အမြရဲ့ချမ်းသာကိုဆောင်ခဲ့တယ်ထိန်လန့်တုံ့လုံးမှုကိုပဲဖြောင့်ပေးခဲ့တယ်တရားနဲ့ညီကောက်ွယ်ဆောင်ဆောင်ပေးခဲ့တယ်မိင်္ဂလာတရားတော်ကိုကြည်ကြည်ပေါ့ရာဇာတော်ဝါစောရာတော်ဝါမနုဿတော်ဝါအမနုဿတော်ဝါအေဂိတော်ဝါဥရကတော်ဝါဆိုပြီးတော့တော်ဝါဆိုတာဘေးအန်ဒရယ်ကိုပြောတာ ဦးဇင်းတို့ဘဝကိုရရှိတဲ့ပုံကိုယ်တွေနေနေကြုံရတဲ့ဘေးရဲ့အန်ဒရယ်နှစ်မျိုးပဲတစ်မျိုးကသက်ရှိတဲ့ဘဝအကြောင်းတစ်မျိုးကတော့သက်မဲ့အရာအကြောင်းဘလို့အကြောင်းကြပဲဖြစ်ဖြစ်ကြုံတွေ့တတ်တာပဲကြီးပဲတကူတော့ရှိတာပေါ့လေမီလောင်တာရေကြီးတာလေတိုက်တာကိုတားလို့ရခြင်းမှာရမယ်တားနေတဲ့တော့ရှောင်းလို့ရတာပေါ့လေကြိုတိတာကို ဒါပေမဲ့အသက်ရှိတဲ့ဝါရာဇာတော်ဝါစောရာတော်ဝါမလုဒတော်ဝါအမလုဒတော်ဝါဆရှိသည်ဖြင့်အသက်ရှိတဲ့ဝါတွေစီကနေပြီးတော့ရောက်လာနိုင်တဲ့အန်ဒရယ်ကိုကောက်ွယ်ဖို့တားဆီးဖို့ဆိုအတော်ခက်ခဲတဲ့အလုပ်တစ်ခုဖျားလောင်းဟာတဲ့ဘဝကိုရရှိတဲ့အခါတိုင်းမှာဘာအန်ဒရယ်မှမရှိအောင်ကောက်ွယ်ပေးခဲ့တယ်ရှုံးမလဲမဟုတ်ဘူးလေကိုယ်စိတ်နဲ့တခြားစီဖြစ်နေတာကို ဘယ်လိုမျိုးကောက်ွယ်ဆောင်ဆောင်ပေးတယ်လဲဆိုတော့တဲ့ဥပမာဆိုပါဆိုဘရင်ဖြစ်တယ်ပေါ့ဘုရားလောင်းကတိုင်းနဲ့နိုင်ငံဆိုတဲ့နေရာလေတနည်းနဲ့တရားမတူဘူးဗျအထူးအဖြစ်ဘရင်တွေအမတ်တွေဝန်ကြီးချုပ်တွေရုံးဆိုင်တဲ့နေရာတော့လုံခြုံတာတော့ထုံးစံပေါ့ဗျသူတို့အကွက်ယူလာတာကိုဒါပေမဲ့နေစုံနေပြားမှာရှိတဲ့နေရာတွေကြတော့ လုံခြုံဖို့ဆိုတာမလွယ်ဘူးတကူထားတယ်တပုံထားတယ်ဆိုတာဒီတဲ့တိုင်းပဲနေစုံနေပြအစားထားတာကိုပြန်အဲ့ဆိုတော့ तू ကသိနေတာဘလို့လုတ်ကြီးကောက်ကွယ်ပေးတယ်ဆိုတာသူ့မှာရှိတယ်ဗျအောစရာပေါ့နော်သူ့တော့ထူးဆန်းသားပေါ့လေလုတ်တတ်တယ်ပြောအောင်ပါပေါ့လူသူရောက်ပေါင်းနေတယ်အန်ဒရယ်များပါတယ်ဆိုတဲ့နေရာဒေသတွေမှာတဲ့သူကအလူမန်တာကြီးတွေကိုကြီးကြေကြေဆောက်ပေးလိုက်တယ်တဲ့ လူဆိုတဲ့ပုံကဘာပဲပြောပြောအလှမန်းတာရှိပြီဆိုရင်စီတာကားတာထောင်းဆန်တကူပဲစီကားနေပြီဆိုရင် ပြဿနာရှာဖို့ကတော်တော်ခက်သွားတာဒါနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်2ကတဲ့အဆောင်ရှောင်းတကူအမြောင်များချပီးတယ်တဲ့ဒါပေမဲ့အဆောင်ရှောင်းလို့မတရားအောင်ပေါ့နော်လူစုတွေလူမိုက်တွေဆိုတာအဆောင်ရှောင်းဆိုတာသိရင်ရှောင်းတယ်ရှားတယ်လေအဆောင်ရှောင်းဆိုတာမသိအောင်သူကကာကွယ်ပေးတယ်တဲ့ဒါမျိုးတော့မှမဟုတ်ဘူးနော်နေစွန်တယ်ဗျာ လူတို့ရောက်ပေါင်းနေပါတယ်ဆိုတဲ့နေရာတွေမှာဒါတည်းမကဘူးတဲ့အလှမန်းတဲ့ဆိုတဲ့နေရာခန်းခန်းနာခန်းခန်းနာနာကြီးကြီးကျယ်လှုပ်ထားပြီဆိုရင်တချို့တချို့ပုံကိုယ်တွေကလာပြီးလှကန်းဖို့ကြောင်ရွံ့နေတတ်ပါတယ်တဲ့အဲ့ဒီပုံကိုယ်မျိုးဆိုရင်လည်းပဲမယားမကခေါ်ပြီးတော့ကျွေးတာငွေတာလှုပ်ပြီးလေရှိတယ်အကြောင်းတရားကိုပဲဖြောက်ပြီးတာပေါ့အန်ဒရယ်ကြောက်ပဲကြုံတွေ့တယ် အရာကြောင့်ကြောက်တာမဟုတ်ပါဘူးကြည်ကျက်ခဏတဲ့နေရာကိုသွားတဲ့အခါမှာလေလူတွေကဘာဖြစ်လဲဝင်ရမှာဟုတ်စုံညွန့်နေမိတယ်ဒါလည်းအကြောင်းတရားတစ်မျိုးပဲဒါကြောင့်ကိုယ်တို့ကောင်းမှုနဲ့ပတ်သက်ပြီးလုပ်ပေးတဲ့နေရာမှာတောင်းမှာလူခံဖို့ကြောက်တဲ့ပုံကိုယ်တွေလာဖို့ကြောက်တဲ့ပုံကိုယ်တွေရဲ့အကြောင်းတရားကိုလည်းပယ်ဖြောင်းပေးခဲ့တယ်ဒါတင်မကားပါဘူးတဲ့လူတွေကများတဲ့အဆောက်အအုံကရှိနေတယ်ဆိုတော့မဟုတ်တာလုံးမဲ့ပုံကိုယ်တွေရဲ့ ရန်ကလည်းပဲကာကွယ်ပြီးသားဖြစ်ပါတယ်တဲ့ဒါမျိုးတော်မှာမဟုတ်ဘူးเนาะမျိုးတော်မှာမဟုတ်ဘူးနိုင်ငံတော်တော်များများမာတော်ဗျာဝန်ကြီးတွေနေတဲ့နေရာလောက်ပဲလုံတာခြုံတာနေစုံနေပြမှာဘာဖြစ်တယ်ဆိုဘယ်သူမှမကြည့်မဆိုင်ဘူးဖရာလောင်းကအဲ့လိုမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်လောကဒါစရိယညာဒါဒါစရိယ တရှိတဲ့တော်အားလုံးကိုလည်းပဲဘေးရန်ကင်းစေတယ်ပြီးတော့ကိုနဲ့မျိုးနွယ်တို့တရားတွေကိုလည်းပဲဘေးရန်ကင်းစေတယ်တရှိတဲ့တော်ဆိုရင်ဘုရားစေကစားအကုန်ပါတာပေါ့မျိုးနွယ်တို့ဆိုရင်ဗုဒ္ဓကလူဖြစ်တဲ့ဆိုရင်သူနဲ့မျိုးနွယ်တို့ကလူပေါ့တမင်ဖြစ်တဲ့ဆိုရင်သူနဲ့မျိုးနွယ်တို့ကတမင်ပေါ့မိဂါရောင်တို့နဲ့ပတ်သက်ပြီးတော့ယခုနောက်ပါရှိတဲ့ပုံကိုယ်တွေသိပြီးသားပဲတမင်တို့ကိုဘယ်လိုကောက်ွက်ခဲလဲဆိုတာ အဲ့ဒီအကြောင်းတရားတွေကပြည်ပြည်ဆုံးခဲ့တဲ့အပြင်တဲ့ကုသိုလ်လုပ်တဲ့ခါမှာပေါ့နော်အထူးသဖြင့်ဒါနာကုသိုလ်လုပ်တဲ့ခါမှာအချံရံနဲ့တကွာလှူဒန်းပေးကန့်လေးရှိတယ်တဲ့အချံရံနဲ့တကွာဆိုတဲ့စကားလုံးတွေကပါတာကိုကိုကြံခဲ့တဲ့ဆိုမရှိဘူးတဲ့ဒါနာဝတ္ထု10မျိုးရှိတယ်လေဗျလှူလို့ရတဲ့အရာ10မျိုးပေါ့နံပါတ်1အန္တထမင်းပေါ့ နံပါတ်2ပါဏအဖြောနံပါတ်3ဝဋ္ဌအဝအစာနံပါတ်4ဥပါယနာဖနက်အခုကဲဆိုတော့ယင်ပေါ့ယင်မျိုးစုံရှိတာပေါ့နံပါတ်5မာလပန်းနံပါတ်6ဂန္ဓာဘုရားဇေဒီပူဇော်တဲ့နေရာမှာနေတာပေါ့နံပါတ်9ဇေဒီပူဇော်ဖို့အတွက်စေတံမြင့်တီလာစားတဲ့ဗရာစားတဲ့အရာများအခုကဲဆိုတော့ထုံးထုတ်တာမျိုးရွှေကတ်တာမျိုးပေါ့ ပြီးတော့နံပါတ်၈မင်းစားပီတာတဲ့ညောင်ဆောင်အင်းပြင်ပေါ့ကလထိုင်တို့ထိုင်ခုံတို့ပေါ့လေပြီးတော့နံပါတ်၉ဇေယျဇေယျဆိုရင်ဘုံကြီးစကားနဲ့ပြောဆိုရင်ကြောင်ပေါ့နံပါတ်၁၀ပတိပါတေလာအခုကိလိုလျှက်စီမင်းမရှိဘူးမရှိတော့ပါပြီလေမီးဆိုတာလိုအပ်တယ်မီးလိုအပ်ရင်စီဆိုတာလုံးပါပဲလေအာလုံးစုစုပေါင်းဒါနာဝတ္ထု၁၀ပါအဲ့ဒီမှာတပားလောက်ဆိုရင်တို့ ြောကြည့်တာပေါ့အချံရန်နဲ့တကွာလူတယ်တန်းတယ်ပေးတယ်ကမ်းတယ်ဆိုတာနဲ့ပတ်သက်ပြီးနံပါတ်1အန္တဆုံးလူတဲ့အခါထမင်းလူတဲ့အခါမှာတဲ့ဘရောမှအပြင်မှာလူလေမရှိဘူးတဲ့အိမ်တွင်းမှာပဲဖိတ်ပြီးကျွေးမွေးလေရှိတယ်အဲ့လိုကျွေးမွေးတဲ့အခါမှာလည်းပဲတဲ့သူကကျွေးမွေးတာအသီးတန်ပြင်ဆင်တာအသီးတန်အိမ်ကို decoration လုပ်ထားလိုက်တယ် အလူကံပုဂ္ဂိုလ်တွေရဲ့အမြင်ထဲမှာအမြင်မသိတော်တာမရှိစေရအောင်ဘလောက်တိလဲဆိုရင်ထူးထူးဆန်းဆန်းပေါ့နော်ဒါအစာထဲမှာပါတာပေါ့လမ်းရှောင်မဲ့ချမ်းပြင်းမှာပေါက်ပေါက်တွေကျဲပြီးတော့ပန်းတွေပါကျဲထားတာတဲ့လွယ်တော့မလွယ်ဘူးပေါ့နော်လွယ်တော့မလွယ်ဘူးအဲ့ဒါကြောင့်ဝယ်စလို့မလုံးနိုင်တဲ့အတွက်အကျိုးကလည်းပြည့်ပြည့်စုံစုံမရတာဆန်းတော့မဆန်းပါဘူးဒါတင်ပဲလားဆိုမဟုတ်ဘူး မြင်တဲ့ကျဲတွေနာရီတွေမှာတုံးလိထားတဲ့အရာတွေဟာလေတန်ရှင်းတန်ရပြီးတော့မှုကြိုင်နေတာ။အော်အလှခံပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာလေစိတ်ကွဲသွားတာတွေမကျေနပ်တာတွေလုံးဝမရှိအောင်အမြင်နဲ့ပြောမလားအကြမ်းနဲ့ပြောမလားအနတ်နဲ့ပြောမလားဒါကအစားတောင်လှူမှာတော့ဒါပေမဲ့အမြင်နဲ့ကြည့်လဲပဲတန်ရှင်းတန်ရပြီးတော့လေကျေနပ်စရာကောင်းတယ် အကြမ်းနဲ့ကြည့်တဲ့အခါမှာလည်းပဲကြိုက်တာနဲ့ပြောကြည့်နုညံ့ညင်သာတဲ့အတန်ပဲကြားရတယ်။အနှံ့နဲ့ကြည့်တဲ့အခါမှာလည်းဒီတိုင်းပဲ။အိုးမွေးချမ်းပြီးတော့သဘောကျစရာကောင်းတယ်။ဟုတ်ပြီစားသားကိုလှူတော့မယ်ဆိုတဲ့နေရာမှာသူအဆင့်30လှူတာတွေ့ရတယ်။ဒါလည်းပဲဗျာ။တချို့နိုင်ငံတွေမှာတွေ့ခုမှာပေါ့။စားသားဆိုင်သွားစားတာပဲဖြစ်ဖြစ်ဟိုတယ်မှာစားတာပဲဖြစ်ဖြစ်။ order မလိုက်ပြီးဆိုရင် main dish ခေါ်တာပေါ့နော်။ မူရင်းစားတာမရောက်ခင်မှာသူတို့က mushroom soup တို့ပါတော့လာချပေးလေရှိတယ်။ဒါကျွတ်တယ်မီတော့ဖို့ဒါတင်မကဘူးပုံမလေးတွေချပေးထားတယ်။ပြီးမှ main dish ရောက်တယ်။ပြီးမှပါလာလဲချိုဝဲဆိုတာလာတာဒီပုံစံပါပဲတဲ့ဘုရားလုံးကဒါနာကုသိုလ်လုပ်တဲ့အခါမှာပရမဇုံຢာကုကိုတိုက်တယ် အစားအသောက်ကိုစောင့်နေတဲ့အခါမှာအလကားမဖြစ်အောင်ဓာတ်တင်မကားဘူးရောက်ဖို့တောက်တဲ့တွေ့အစာကြည်တဲ့ပြင်စာလွယ်တယ်တာသူရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့လိုရောက်ဖို့ကို ဖုံးပေးပြီးတာနဲ့ခြေတော့မှာခြေတော့ဆိုတော့လမ်းလျှောက်လာတာကိုပင်မနွမ်းနေတာတွေပြပြအောင်တဲ့စီတွေလိမ့်ပေးသေးတာတဲ့ဒါအချံရန်နှစ်တကွာဆိုတာသူပြန်တော့မှာလေး ညောင်းပြီးတော့လာတဲ့ခြေတော့ကောင်းပြီးပြန်သွားဖို့လိုအပ်တယ်။ပြီးပြီးဆိုမှတဲ့ခဲပွဲခုနပြောတဲ့အတိုင်းပဲလေဆိုပြီးရင်ပေါင်ပေါင်းလေးတွေချပေးသလိုပေါ့အပြင်းပြေးစားလို့ရအောင်စောင့်နေရတာကိုဗျာလူကစောင့်နေရပြီးစိတ်ကမရှိတဲ့ဘူးဒါမဲ့စားဆက်ခြင်းစိတ်ကလို့လို့ရှိတာကြုံဘူးမှာပါနော် အဲ့ဒါစကားလည်းပြောလို့ရတယ်ကိုရှိမှစားစရာဘာမှမရှိဘူးဆိုရင်မှားရတယ်စားစရာပဲပေါ့မျောနေတော့ဟေ့မပြီးသေးဘူးလားမပြီးသေးလို့ဆိုတော့ဘာဖြစ်လာလဲဒေါသလိုက်လာတတ်တာကိုဟောလူကံပုဂ္ဂိုလ်ပဲလူရာယူပေါ့ဆိုမဟုတ်ဘူးလူကံပုဂ္ဂိုလ်ရဲ့စိတ်ကလည်းပဲတန်ရှင်းနေဖို့လိုအပ်တာကိုလူကံပုဂ္ဂိုလ်ရဲ့စိတ်ကတန်ရှင်းနေမှာလှူရှင်ပုဂ္ဂိုလ်ရဲ့ကိုယ်တူကပို့ပြီးတော့တိုးတာလေဗျာကိုပစ္စည်းကိုလူကံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကိုအာကိုယ်တော်မပြောင်းထိုင်တာဟာ ီးတော့ဘာလုပ်လဲဆိုရင်ဆွန်းတူတာပေါ့ဆွန်းလို့ပဲဆိုရင်ဆွန်းရဲ့အင်းဒီရဲ့အပြည့်စုံလူတာတဲ့ဒါကိုရာကိုခဲပွဲဘောစင်စုစုပေါင်း၃ခုပေါ့နော်ဒါအစားစရာနဲ့ပတ်သက်လူတာဒီလိုပါပဲတဲ့ဖြောရည်လူတဲ့ခါမှလည်းပဲတဲ့ပြည့်ပြည့်စုံလူတယ်ထူးဆန်းတာကဖြောရည်လူပြည့်စုံစို့လို့အခုခင်မှာဆိုရင်ဖြောရည်ဖြောရည်တည်တံလူတာလေး ဖျားလောက်မှာဖျော်ယူဖျော်ယူတိတယ်မလှူဘူးတဲ့တိပိသားပဲဥပုသ်တွေဥပုယူထားတယ်ညနေကိုဖျော်ယူတောင်းအောင်မယ်ဆိုရင်ဆုံးတွေအရင်ကတ်လိုက်တာတဲ့ခုနပုံစံပေါ့နော်ဆုံးကတ်ပြီးမှဖျော်ယူကိုလှူလိုက်တာအဝစားလှူတဲ့ခါမှလည်းဒီတိုင်းပဲအဝပဲလှူတာမဟုတ်ဘူးအဝဆိုတာဝတ်တံများရင်ပြဲတတ်တာကိုအချီလေလှူတယ်ပြီးရင်အလဲလှူတယ် တကယ်လို့မြန်ဘုန်းကြီးတွေကိုလူတဲ့ဆိုရင်ပေါ့နော်ဘုန်းကြီးတွေမှာမချုပ်တတ်တဲ့ပုံစံတွေရှိတာမလားဒါမျိုးဖြစ်မှာဆိုလို့တဲ့ချုပ်တတ်တဲ့ကက်ပီယာကိုပါထည့်ပြလိုက်တာတဲ့လွယ်တဲ့ကိစ္စတော့မဟုတ်ပြီးတော့ဥပါယနာဖဏလူတဲ့အခါမှာလည်းပဲဖဏဆိုတာဘာဖြစ်ပြောပြောပြအခုခေတ်ဆိုရင်စင်ဒီပါလူအပ်တာကိုသူခေတ်ကတော့စင်မပြောဘူးဖဏထဲဖို့ဘူလေးတွေပြီးတော့ ဖနက်ကိုခြီးပြီးတော့ထားမယ်ဆိုရင်ခြီးပြီးတော့ထားလို့ရတယ်ပုံစံလေးတွေတချို့ကြတော့ဖနက်ပြူသွားတဲ့အပြင်အဲ့ဒီဖနက်လေးကိုတောင်ဝေးလေးမှာချိန်တတ်တယ်တောင်ဝေးမှာချိန်မယ်ဆိုရင်ချိန်လို့ရအောင်လုပ်ပေးလိုက်သေးတာတဲ့ပြီးတော့မာလာပန်းကိုလှူတဲ့အခါမှာလည်းပဲပန်းတက်တက်မလှူဘူးတဲ့ပန်းလေးကိုမြင်တဲ့အခါမှာအမြင်ကကြည်လင်းဖို့လိုသလိုပန်းလေးကန်လိုက်တဲ့အခါမှာမှုေးနေမှာပန်းလေးကအနှံ့ရှိတာမဟုတ်ဘူးလေ ဒါကြောင့်မို့အနှမ်းရှိအောင်ဆိုပြီးတော့ငသာလေးတွေဖြန်းထားတာတဲ့။နည်းနည်းတော့စဉ်းစားကြည့်ပေါ့နော်။ပိုလှူတဲ့အခါမှာအာယုံပြည့်စုံမှုရှိမရှိဦးစင်းတော့ပန်းလှူပြီဆိုရင်အမြင်တင်းတင်းတော်အောင်ပဲလှူတာအနှမ်းမပါဘူး။အာယုံကငါးပါးရှိတာဟုတ်ဗျ။လူပောင်းတတံကန္နာရတယောပေါ်ထပ်ပါယော။ပန်းမှာတော့ဗျာဘသူကရဲ့ကြည့်နေမှာတော့ဗျာ။ပန်းနဲ့ပတ်သက်ရင်အာယုံခန်းဆောင်မှာတစ်ခုပဲရှိမှာပေါ့။ ပစ္စည်းနဲ့ခန်းစားတာရယ်နှာခေါင်းနဲ့ခန်းစားတာရယ်အဲ့ဒီနှစ်ခုစလုံးတို့အတွက်ပြည်စုံအောင်သူကထပ်ပေးထားတာတဲ့ပြီးတော့နံပါတ်6ဂန္ဓာအနက်အနက်ဆိုတာနေသာလူတာပေါ့နေသာလူတဲ့အခါမှာသွေးပိသနေသာရှိမယ်မသွေးတဲ့နေသာရှိမယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကဘယ်ချိန်မှပူဆုံးမယ်ဆိုတာကိုကသတ်မှတ်ပေးလို့မရဘူးအဲ့ဆိုတော့ဘာလုပ်လဲဆိုတော့နေသာဒုံးတွေကိုအဓိကလှူတယ်တဲ့နေသာဒုံးလှူပြီးဆိုရင်သွေးเสียလှူတယ်လေ ထက်เสียခွက်လိုတာဟုတ်ဗျအဲကြောင့်ကြောက်ပြင်းလဲထက်ပြီးတယ်ခွက်တွေကိုပါထက်ပြီးလိုက်တာတယ်အလူကံပိုးကိုပါ TPC ရပါပြီတဲ့နောက်ထပ် PC တကူထက်ရှာနေရမယ်ဆိုသူတို့ကစစ်ပင်ပန်းတယ်လေတခါကျရင်ဒီ PC နဲ့ပတ်သက်ပြီးဟိုဟာရှာတရားရှာရစိတ်မရှိတဲ့အခါမှာဒီ PC ကိုပါလူချင်းစိတ်ကမရှိပဲလွတ်ပြေးခြင်းစိတ်ပေါက်လာတတ်တာကိုဒါကိုအချမ်းနဲ့တကွာလူတယ်လို့ပြောတာဒီတိုင်းပဲနံပါတ် ဇေဒီပူဇော်ဖို့သူကတော့စေတန်မြင်းတီလာဟင်းတာပြပပရာစာတဲ့လိမ့်ချံကိုအထုလှူတယ်ပေါ့အခုခေတ်ပြောမယ်ဆိုရင်တော့ထုံးလို့လှူတာပေါ့ထုံးကအိပ်ပဲလှူတာမဟုတ်ဘူးတဲ့ထုံးဖြော်ပြီးထက်ဖို့ခွဲပြီးတော့သုံးမဲ့တန်အပြည့်စုံလှူတာတဲ့ဒါဆိုရင်ပြန်ဒီပစ္စည်းတကူလှူလိုက်ပြီးဒီပစ္စည်းနဲ့ပတ်သက်အသုံးပြုတဲ့အခါမှာအချမ်းရံလိုအပ်တာဘာရှိလဲဆိုတော့တွေးပြီးလှူတာပေါ့ ဦးစင်းတော်ကတော့အဲ့လိုမဟုတ်ဘူးလေကိုလှူကျင်တဲ့ပစ္စည်းတကူပဲလှူလိုက်တာနောက်ထပ်အရာတော့သို့သူရှာပေါ့ဒါမျိုးလှူတာပေါ့ဖျားလောင်ကြအဲ့လိုမဟုတ်ဘူးသူ့ပစ္စည်းတကူလှူလိုက်ပြီဆိုရင်ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ accessory ဘာလို့အမ်းလဲနောက်ထပ်ရှာเสียရမလို့ဘူးပြီးတော့မင်းစားပေးတာပေါ့ထိုင်ကုန်လှူတာပြီးရင်ဂရင်းလှူတာထိုင်ကုန်တို့ဂရင်းတို့က ။တမန်တော့လှူရင်တော့ဒီတိုင်းမသိတာဘူးပေါ့နော်။ဒါပေမဲ့နည်းနည်းတွေးကြည့်ပေါ့လေ။တန်ကြရင်မျိုးတန်ထန်ကုန်မျိုးလှူမယ်ဆိုရင်ကြွေပြားမှာအသိစင်မပြေဘူး။ဖြစ်တတ်တာကို။ဒါဆိုရင်သေသားလှူမယ်ဆိုရင်ကောဩပါကိခင်းထားရင်ဒဏ်ရထင်တတ်တာ။အရာကြောင်တဲ့ထိုင်ကုံတို့ဂရင်တို့လှူပြီးဆိုရင်ကိုစောပါထက်လှူတာ နော်လှူဖို့အတွက်နီလန်ပေးတာမဟုတ်ဘူးနော်သူလှူခဲ့တဲ့ပုံစံကိုပြောပြတာကော်စောတွေပြစ်ခင်းပြလိုက်တာဟုတ်တာဟုတ်ဟုတ်တာဗျဒီအိမ်မှာသူမဟုတ်ဒီเจ้าမှာလှူခံပုဂ္ဂိုလ်ကတော့ဘုံကြီးဖြစ်ပြီမယ်လို့သူမဟုတ်အမေပဲဖြစ်ပြီမယ်လို့အဲ့ဒီပုံချောင်းအဲ့ဒီအိမ်မှာကလေးတွေရှိနေနိုင်တာပဲလေ။ပိုဆွဲတည်ဆွဲနေဆိုရင်ဒဏ်ရာထင်သွားတဲ့အခါမှာစိတ်ကဆင်းရဲတတ်တာမျိုး ီပီစီကိုအကြောင်းပြုတော့အခုတို့ပြင်မဆိုအစင်မပြတတ်ဘူးလေဒါကြောင့်မို့ပြပြစုံလို့တာတဲ့ပြီးတော့နံပါတ်ကိုဇေယျလို့တဲ့အခါမှာဇေယျဆိုတာဘုန်းကြီးဆိုရင်တော့ကျောင်းပေါ့ကျောင်းလူပြီဆိုရင်ဒီတိုင်းပဲတဲ့အပြည့်စုံလို့တာတဲ့ကျောင်းရည်စချတယ်လို့ပေါ့နော်သမင်းအပြောအဝဖနန်းပန်းနတာပြီးတော့ ကျောင်းဆိုတာဘာဖြစ်တက်လဲဟောင်းတက်တာကိုပြန်စေတော့ကိုအချမ်းရန်လွယ်တော့မလွယ်ဘူးပြီးတော့ကျောင်းထဲမှာထားဖို့ဂရင်းပြီးရင်ထိုင်ခုံကျောင်းထဲမှာခင်ဖို့ပေါ်စုံဤဆောင်လိုက်တာနော်ကျောင်းအခွန်တည်တဲ့လူတာမဟုတ်ဘူးကျောင်းခွန်ကိုတည်တဲ့ရပြီဆိုရင်ဘလို့ပြန်ပြေးမှာတော့ဝိသကကြည့်ပါလား ဝိသကရှင်းတယ်လေကြောင်းလူတဲ့ဆိုတဲ့စကားရဲ့နောက်မှာသူရဲ့တငယ်ချင်းမိတ်ဆွေကနေပြီးတော့ဩဝိသကလို့ပုပ်ကိုလှူတဲ့ကြောင်းမှာဒိုလေးပဲကုသိုလ်လေးနည်းနည်းပါအောင်လှူကျင်သေးတယ်ပေါ့ဝိသကသွားမိတယ်လေတို့ရောလှူပါလို့ရလားအိုးအလှပဲပါလို့ရတာပေါ့ရတဲ့ကြောင်းမှာသွားလှူလို့ရတယ်ဒါနဲ့ပါလှူကျင်တာတော့ခြေတော့ခုံလေးလှူကျင်တာခြေတော့ခုံလည်း တသိန်းတန်နဲ့ခြေတော့ကောင်းရတဲ့တော့လူလေးတကြောင်ပြီးတကြောင်လိုက်ကြည့်တယ်ဘယ်ကြောင်မှမလှူစရာမတွေ့ခဲ့ဘူးတဲ့ဘာဖြစ်လို့ဆိုတော့အခုဖရအောင်ဒီတိုင်းပဲဒီကြောင်ကိုလှူလိုက်ပြီးဒီကြောင်မှာဘာတွေလှူလဲနောက်ထပ်ဘာတွေထည့်နိုင်လဲအဲ့လိုအပ်တဲ့အားလုံးကသူကဖြေထားတာတဲ့ခြေတော့ကို လှူစေရနေရမရှိဘူးအဲ့ဒါနဲ့အကြောင်းတွေကိုပတ်ပြီးကြည့်တဲ့အခါမှာပေါ့နော်သူ့အနေနဲ့လှူစေရမရှိလို့တဲ့ဝင်နေပြီးထိုင်ပြီးငိုနေတာနော်လှူရလို့ငိုတာမဟုတ်ဘူးမလှူရလို့ငိုတာဟိုကအကြောင်းလှူတဲ့အခါမှာပြည့်ပြည့်စုံလှူတာဆိုတော့သူ့မှာလှူစေရမရှိတော့ဘူးလေအဲ့ဒါကိုရှန်နန်နဲ့တွေ့တဲ့အခါမှာအာဓမ္မကြီးဘာဖြစ်လို့ငိုတာတော့ဒီပြောလေခြေတော့ဘွားလေးတစ်ထက်လှူကျင်တာဒီကြောင့်မှလှူစေရ နေရာကိုမရှိဘူးဗျာရှင်အနန္ဒဘိုးကြီးစည်းစက်တယ်ပြောအောင်ပေါ့ဒီချုပ်ခန်းအလုံးကြည်ထားပြီးသားချောင်းတစ်ချောင်းရေကြီးချုပ်ခန်းမှာဒီချုပ်ပြီးထွက်လာတဲ့အခါမှာခြေတော့ပို့ပေါ်လေးတည်းတည်းမရှိဘူးဖြစ်နေတာဒါဝိသကဟာသွားတာဖြစ်မှာပေါ့အားတိုင်းမမပူနဲ့ရေချုပ်ပြီးထွက်တဲ့နေရာမှာရေချုပ်ခန်းတနေရာမှာပေါ့နော်လူဖို့တခုကြံသေးတယ်တော့ကြည့်တော့အဟုတ်ဘူးဗျာကြံသွားတာသူကြံတာဖြစ်ချင်းဖြစ်မှာပေါ့သူမဟုတ် ခိုင်းလိုက်တဲ့အခါမှာဟာသွားတာလေဖြစ်ကောင်းဖြစ်မှာပေါ့ဒါပေမဲ့ကြောင်ကြီးတကြောင်တည်းမဟုတ်ဘူးလေကြောင်ပေါင်း900လောက်စောက်တာကိုဗျာအဲကြောင်တည်းလေးရတော့ဟာတာရှိကောင်းရှိမှာပေါ့နော်ဒါဝိသကံနဲ့ဥပမာပေးတာဖျားလောင်းတဲ့ဒီတိုင်းပဲပြီးပြီဆုံးလူရာနောက်ဆုံးနံပါတ်10ပရိဘဒေလာခေါ်တာပေါ့နော်စီလူရေစီလူရေဆိုတာစီမိလူတာပါပဲစီလူပြီဆိုရင်တဲ့ စီသီးတံဘလို့ဆိုထွန်မာတော့ဗျစီတဘိုးခွဲရင်ပြီးတော့မိထွန်ဘိုးမိစားရင်ဟောင်းသွားရင်နောက်ထပ်ပြန်ပြောင်းဖို့ခွဲရင်အကုန်ပြေဆောင်လူတာတဲ့ဒါကြောင့်သူကအချမ်းရင်းနဲ့တကွာအလှကိုပေးလူခဲ့တာလူတိုင်းလူတိုင်းဟာအလှတစ်ခုကိုအလွန်ဆုံးအလှတစ်ခုကိုပေါ့နော်အတိတ်တစ်ထောင်လောက်ပဲလုံပါပေါ့တဲ့အလွန်ဆုံးပေါ့နော်ဖရာလောင်းကအဲ့ဒီအလှမျိုးကိုတစ်ခုတည်းကိုပဲနော် အဲ့အကျင့်တထောင်ကိုနောက်ထပ်အကျင့်တထောင်ပေါင်းများစွာ ထပ်ပေါင်းလိုက်အောင်ဒါဆိုရင်အလှူတစ်ခုကိုလုပ်တဲ့အခါမှာတစ်ခါနဲ့လုပ်တာမဟုတ်ဘူးဗျာအကျင့်ထောင်ပေါင်းမကလုပ်ခဲ့တဲ့အကြောင်းကြောင့်ခြေဘွားမှာအကန့်တထောင်ပေါ်နေလာဒီလိုမျိုးပေါ်တဲ့အတွက်ဘာကြိုးရလဲဆိုတော့တကယ်လို့စစ်ကြောရေမင်းဖြစ်ခဲ့မယ်ဆိုရင်ပေါ်တဲ့ မြောင်မြောင်တဲ့အချမ်းရံရှိတယ်တဲ့အဲ့ဒီအချမ်းရံလည်းသူ့ကိုပြဒနာရှာမဲ့ချမ်းရံမဟုတ်ဘူးကောက်ွယ်ပြိမဲ့ချမ်းရံတဲ့နံပါတ်1ပုံနာနံပါတ်2တတိတကြွယ်များနံပါတ်3ဗန္ဒာရဲ့အမှန်များနံပါတ်4မတ်ချုပ်ကြီးများနံပါတ်5စင်စီသူရဲ့ကောင်းများနံပါတ်6မြင်းစီသူရဲ့ကောင်းများနံပါတ်9တကားမှုများနံပါတ်10အမှုဆောင်မှန်များနံပါတ်9တိုင်ပင်ခံမှန်များ နံပါတ်30လက်အောက်လက်အောက်ခံဘရင်မျိုးစားနေစားများနံပါတ်7မိညီမင်းသားတွေတိစ္ဆာခံမဲ့ပုံပုံကြီးပဲဘာဖြစ်လို့ဆိုတော့ပြည့်ပြည့်စုံလူကတာကိုဒါတင်မဲ့လားဆိုတော့တကယ်လို့များဖျားဖြစ်ခဲ့မဲ့ဆိုရင်တဲ့အချမ်းရံတိတ်ပေါ်တာပဲအချမ်းရံပေါ်တာကဒါနလုပ်တဲ့အခါမှာအချမ်းနဲ့လောက်ခဲ့လို့နော်ဒါတင်မကဘူးနော်ရှေ့မှာပြောခဲ့ပြီးသား ကာကွယ်ပေးတယ်စောင့်ရှောက်ပေးတယ်ကာကွယ်ပေးခဲ့တဲ့စောင့်ရှောက်ပေးခဲ့တဲ့ကုသိုလ်ကံလည်းပဲသူ့ကိုကာကွယ်စောင့်ရှောက်ပေးတာပဲကိုအန်ဒရယ်ပြုမလို့တောင်မှမရှိဘူးဒါကြောင့်ဖျားဖြစ်ပြီးဆိုရင်ယံမိမာများဥပဒကားများ ဥပတိကားများနတ်တွေလူတွေအသူရာတွေငကားတွေကန္တပတွေကခြံရံပြီးတော့ကိုယ်ပဲကြတာဒါဟာအတိတ်ကလုပ်ခဲ့တဲ့အကြောင်းတရားပြေဆုံးမှုကြောင့် ပေစုတ်ပံမှာအကျိုးတွေပြည့်ပြည့်စုံစုံရတာပါဒီလိုမျိုးကုသိုလ်တွေလုပ်ခဲ့တဲ့ဆိုတာကိုမြင်တဲ့လူတိုင်းကသိအောင်ဆိုပြီးတော့ခန္ဓာရဲ့တဏှာမှာပြည့်ပြည့်စုံတဲ့အကွက်တွေကိုခေါ်ဆောင်ပေးထားတာပါတဲ့ဒါဆိုရင်အခုကိုယ့်ရဲ့ခြေတော်ကိုပြန်ကြည့်ပေါ့နော်ပြပြဆိုတော့မရှိတာတော့အမှန်ပဲ။ဘာဖြစ်လို့လဲဘသူကိုမှကာကွယ်မပေးတဲ့ပြင် လူတိုင်းကိုကိုကဒုက္ခပေးနေမိတတ်တာသူများရဲ့ချမ်းသာမှုကိုဆောင်ရွက်ဖို့နေနေတတ်တာကိုယ့်ရဲ့ချမ်းသာမှုကိုတော့ကိုယ်ကိုယ်တိုင်ဆောင်ရွက်နေဆိုရင်မရှိဘူးဒါတင်ပဲလားဆိုတော့ဒါနာကုသိုလ်လုပ်တဲ့အခါမှာဒါနာဖြစ်ရုံပဲလုပ်ခဲ့တာအချမ်းရံနဲ့တကွာလုပ်တယ်ဆိုတာသိရှာတာပဲကိုကိုပြန်ကြည့်ပေါ့နော်ကိုကိုပြန်ကြည့်ဒါကြောင့်တဲ့ကုသိုလ်ကို အကာအကွယ်အချံရံနဲ့လှုပ်တဲ့ပုံကိုနဲ့အကာအကွယ်မဲ့အချံရံမှာပါပဲလှုပ်တဲ့ပုံကမတူဘူးဆိုတာကိုလောကကြီးကပြသတဲ့အနေနဲ့တဲ့လူတွေရဲ့ခြေတော့မတူကြပါဘူးကြည့်ကြည့်ပေါ့ဟုတ်မဟုတ်အိမ်မှာကိုယ်တငင်းချင်းတွေရှိကောင်းရှိလိမ့်မယ်ကြည့်ကြည့်လားတယောက်မှခြေတော့မှရှိတဲ့လက္ခဏာအမှန်တရားတူမှာမဟုတ်ဘူးရှုပ်ရှက်ခန့်ပြီးတော့ကြည်လို့မကောင်းဘူး ဒီတိုင်းပဲကုသိုလ်လုပ်တဲ့အခါမှာမပြည့်စုံခဲ့ဘူးဆိုရင်ဘဝရှုပ်ရှက်ခတ်ပြီးတော့လေသိစိတ်ဆင်းရဲဖို့ကောင်းတာနော်ဒါကြောင့်ကုသိုလ်လုပ်တယ်ကုသိုလ်လုပ်တယ်ဆိုတဲ့စကားအနေမှာပြည့်ပြည့်စုံစုံလုပ်ဖို့တော့လိုတာပေါ့စိတ်ချမ်းသာစေမယ်ကာကွယ်ပေးမယ်ဆိုတဲ့စကားအနေမှာဒုက္ခပေးတာတွေမပါစေနဲ့ပေါ့လူတွေကလေမင်းတို့ကိုကာကွယ်တယ်မင်းတို့စိတ်ချမ်းသာစေရမယ်ဆိုတဲ့စကားအနေမှာလေ တို့ရဲ့မိသားစုပဲတို့ကာကွယ်ပြီးတော့တို့ရဲ့ဘဝကိုပဲချမ်းသာလုပ်ကြတာဟုတ်ဒါကြောင့်မို့တန္တရာခီသွားတဲ့အခါမှာသူများတွေအဆင်ပြေပြီမဲ့ကိုကအဆင်မပြေတာမျိုးသူများကလုံခြုံမဲ့ကိုကမလုံခြုံတာမျိုးသူများကချမ်းသာပြီးတော့အေဂျင့်နေပြီမဲ့ကိုမှဒုက္ခများပြီးတော့ပြေလွှားနေရတာမျိုးဒါတွေကတခြားကြောင့်ဖြစ်တာမဟုတ်ပါဘူးတဲ့မပြေစုံတဲ့ကံကကိုဒုက္ခပေးလိုက်တာပါဒါကြောင့်ဒီတဲ့ချိန်ကစာတော့ပြုပြင်ဖို့ လိုအပ်သွားပါပြီဒါဒုတိယထူးခြားတဲ့လက္ခဏာတော့ပေါ့เนาะအေးခန္ဓာမှာရှိတဲ့လက္ခဏာထူးခြားတာစမ်းမှမစမ်းတာလောက်ခဲ့တဲ့ကုသိုလ်ကြီးလိုက်လေကိုကိုမလုံနိုင်တဲ့ကုသိုလ်မျိုးသူလုပ်သွားတာဒါမှခက်တဲ့အလုပ်တော့မဟုတ်ဘူးစနစ်သိကြတာပေါ့ကိုကမသိလို့ပါဒီပုံစံလိုရမယ်လို့မသိတဲ့တို့ရဲ့ဒါမျိုးမလုံမိတာအခုသိသွားပြီလေတဖြည်းဖြည်းနဲ့ကျင့်ကြည့်ပေါ့ လှူဆံမျိုးရှိတာအမှန်ပဲတခုလကိုပဲပြည်ပြည်စုံလုပ်ကြည့်အဲ့တော့မှအမြဲတမ်းဒီပါလုပ်နေတာကတော့အန္နာခေါ်တဲ့ထမင်းအလှူပေါ့လူတွေပြောအခုဆိုရင်ပုံစံကပြောဆိုရင်ဆုံးကတ်တာပေါ့နော်အဲဆုံးကတ်တာလေးကိုလည်းပဲပြည်ပြည်စုံစုံလေးကန့်အောင်ကြိုးစားဆုံးကတ်တဲ့အခါမှာပြည်ပြည်စုံဆိုပြီးတော့သူတို့ဘာလဲဆိုဟင်းခွယ်များတာကိုပြည်စုံတဲ့ထင်တာကိုမဟုတ်ဘူးနော် အခုစသဘောပေါက်ရပါတော့เนาะအဲဒါကြောင့်ကိုအိမ်ကိုကြွားပြီးတော့သူမကိုအိမ်ကိုလာပြီးတော့တမင်စမဲ့ပုံကိုတွေဆုံဖုံးမဲ့ပုံကိုတွေအချိန်နဲ့မျှကုံသွားပေမဲ့လို့စိတ်ဆင်းရဲတာမရှိဘဲနဲ့ချိန်နှံစွာစာပြီးပြန်သွားတာမျိုးပြောင်းဖန်တရားတွေဒါမှဘွားရတဲ့အခါမှာချမ်းရံပေါ်ပြီးတော့ဘေးအန္တရာယ်ကင်းပြီးနိဗ္ဗာန်တရားနိုင်တာပေါ့ ဒါကြောင့်တရားချစ်ခင်သူတော်စင်များအနေနဲ့မိမိတို့ဘဝရှင်သန်စဉ်ကာလမှာဗုဒ္ဓဟောကြားမြတ်တရားများကိုကျင့်ကြံကြိုးပွားများအားထုတ်ပြီးတော့ဒေသလေးပါမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်ကဘုရားဆရှိတဲ့အရိယာသူတော်ကောင်းများမြေမောင်ပြုရာဖြစ်တဲ့နိဗ္ဗာန်ကိုလင်းမြန်စွာမြေမောင်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းသာဓုသာဓု သာဓုကျေးဇူးရချေခင်ယောဂီသူတော်စင်မြတ်အားလုံးကိုစိတ်အေးကဘေးရန်ကိုပါ၍ဝမ်းသာတဲ့ကွာချမ်းသာကြပါစေ